အလုံးမမင်္ဂလာပါတက်ဖိတ်စီစဉ်ရနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်ဆိုတော့ဒီနေ့မှာပြပြပေးသွားခြင်းတဲ့ဖုန်းလေးကတော့ကျွန်တော်တို့ဒါ Transformer ကားတွေကြည့်ရတာ Yuki တို့အတွက်ကျွန်တော်တို့တော်တော်လေးဥမာတဘောကျနေတဲ့ဖုန်းလေးတစ်လုံးပြပြပေးခြင်းနေအဲ့ဖုန်းလေးကတော့ကျွန်တော်တို့ဒါ Technology ထုတ်လုပ်ထားတဲ့ Spectacity Bumblebee Edition အမျိုးအစားဖုန်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒါ Transformer နဲ့ကျွန်တော်တို့ collaboration လုပ်ပြီးထုတ်ထားတဲ့ဖုန်းဖြစ်တဲ့အတွက်ကိုတော်တော်လေးဈေးကြီးမယ်ထင်ရင်တော့ပြိတ္တမှားသွားလိမ့်မယ်သူ့ရဲ့ဖုန်းလေးကလက်ရှိဈေးတန်းဝင်းကျင်မှာဆိုရင်တော့သူက9000ဝင်းကျင်လေးမှာပဲရှိရတော်တော်လေးဥမာဈေးတန်တယ်လို့ပြောလို့ရတယ် ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဗျာပါဝင်တဲ့ specification တွေမကြည့်ဘဲနဲ့ကိုလိုချင်မိတဲ့ဖုန်းလေးတစ်လုံးဆိုရင်တော့ဒီဖုန်းလေးကထိတ်ဆုံးပါပဲဆိုတော့သူ့ရဲ့ဒါဘေးပေါင်လေးကလည်းတော်တော်လေးကိုထူတယ် body paint ဘိုင်းကလည်းတော်တော်လေးကိုအကြမ်းခံတဲ့ပုံစံမျိုးကိုထုတ်ပေးထားတာဆိုတော့မိုက်တယ်နောက်တစ်ခုအနေနဲ့ကသူ့မှာသုံးမိထားတဲ့ကင်မရာ ကင်မရာဆိုလို့ရှိရင်လေ Sony IMX682 ကိုထည့်သွင်းပြီးတော့ဒါဘေးအလုပ်ပေးထားတာဖြစ်တဲ့တော့ကိုဒီ9သိန်းဝန်းကျင်ဆိုတဲ့ဈေးထဲမှာကျွန်တော်တို့ဒါတခြားဖုန်းတွေနဲ့ကင်မရာက ASC ရှင်ရိုက်လို့ရတယ်ဆိုတော့ battery capacity 9000 mAh ရှိတယ်ဆိုတဲ့အနေအထားတစ်ခုမှာသူ့ရဲ့ charging sporting က18 watt ကိုပဲ sporting ပေးထားတော့အဲ့တော့အားမရဘူး ဘာဖြစ်နေပါစေ family edition ဖြစ်နေရဆိုတော့တော်တော်လေးကိုသဘောကျတယ်ဆိုတော့နောက်ထပ် edition phone လေးသလုံးကိုထပ်ပြီးပြပြပေးမယ် techno ကပဲထုတ်ထားတာ spot 30 pro အဲသူကတော့ optimus prime edition လေးသူကလက်ရှိဈေးနှုန်းကကျွန်တော်ဒါ၈သိန်းဝန်းကျင်မှာရှိနေတာ family edition နဲ့ရှင်မယ်ဆိုရင်တော့ဈေးနှုန်းလေးနည်းနည်းသိန်းကျော်ဝန်းကျင်တော့ကွာဟကြလေးရှိတယ်အဲ့လိုကွာဟတဲ့အတွက်ကိုပဲသူ့မှာပါဝင်တဲ့ function လေးဒါဘေးအိမ်ပိုင်းလေးကနည်းနည်းလေးပို့ပြီးတော့ update ဖြစ်လာလိမ့်မယ် အကျွန်တော်ရှိမှပြောခဲ့တဲ့ဥစ္စာကျွန်တော် battery capacity 9000 mAh ရှိရဆိုအနေထားတစ်ခုမှာ18 watt ပဲ charging sporting ပေးတော့တိတ်အားမရအောင်လို့ကျွန်တော်ပြောခဲ့တယ်ဆိုတော့ဒီ pro level မှာကတော့18 watt မဟုတ်ဘဲနဲ့33 watt ထိ sporting ပေးထားတာဆိုတော့ပိုကြိုက်တယ်ပိုမိုက်တယ် ဒါဈေးတန်းကလည်းတိတ်ပြီးအကွာကြီးဖြစ်မနေဘူးဆိုတော့တော်တော်လေးဥမာအဆင်ပြေတယ်ဆိုတော့ညီကိုတို့အနေနဲ့က transformer character ကိုမရွေးချယ်ပဲနဲ့ပါဝင်တဲ့ specification တွေပဲကြည့်ပြီးစာအုပ်ကြီးတိုင်းဝယ်မယ်ဆိုလို့ရှိရင်တော့ spectator pro လေးကတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဆိုလို့ရှိရင်တော့ family edition လေးကိုပို့ပြီးတော့သဘောကျတယ်ဘာလို့လဲဆိုတော့ဆက်လို့ ဆိုတော့ဒါနောက်ထပ် gaming phone လေးတွေ edition phone လေးတွေလည်းကျွန်တော်တို့ဒါ review လုပ်ပေးဖို့ရှိရမလို့ page လေးကို follow လေးလုပ်ခဲ့ပါကျေးဇူးအပြည့်ပြည့်တဲ့များအားလုံးပဲကျေးဇူးများကြီးတင်ပါတယ် see you guys